ချင်းပြည်နယ်အတွင်းနိုဝင်ဘာတတိယဖက်မှာစစ်ကောင်စီတပ်များထိုးစစ်ဆင်မှုကိုချင်းပြည်ကောင်စီရဲ့ချင်းလန်းဆိုရတပ်ဖွဲ့စစ်ကြောင်းစစ်ကြောင်း1နဲ့စစ်ကြောင်း2တို့ကပူးပေါင်းတပ်များနဲ့အတူပြန်လည်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်50ခန့်တေဆုံးပြီးတုံမှန်တချို့လက်နက်ခဲယမ်းများဒရုန်းတချို့တင်စီရရှိခဲ့ကြောင်းချင်းပြည်ကောင်စီကာကွယ်ရေးဌာနကဒီကနေ့နိုဝင်ဘာ23ရက်မှာအတိအပြေးထုတ်ပြန်ပါတယ်စစ်ကြောင်းတက်ဟာကလေးမျိုးနဲ့ဂန်းကောမျိုးကြားမှာလှုပ်ရှားတိုက်ခိုက်နေပြီး စစ်ကြောင်းနှစ်ကတော့ဖလန်းမျိုးဝေဘူလာကြားနဲ့တီးတိမ်မျိုးခိုင်ကန်းမျိုးကြားမှာစစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိပါတယ်။အဲ့ဒီစစ်ကြောင်းနှစ်ခုစလုံးဟာစစ်ကောင်စီတပ်များစခန်းချထားတဲ့ကာကင်းနေရာနဲ့ပွိုင်နေရာတချို့ကိုတိမ့်ပိုက်ထားနိုင်ခဲ့ပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ရန်သူအလောင်းတွေကိုကျွန်တော်တို့တိမ့်စီနိုင်ခဲ့တာလည်းရှိသလိုသူတို့ဘက်ကပြန်လဲကောက်ယူသွားတာတွေလည်းရှိပါတယ်။လက်နက်ခဲယမ်းတွေလည်းအနေချင်းတိမ့်စီရမိတယ်။ လက်ရှိမှာသူတို့ဘက်ကလေမြန်တုံးပြီးဘုံကျဲတာဝိုင်းတွဲနဲ့အဆက်မတန်ကျဲတာ drone တွေအလုံးအကျုံတုံးတာတွေလုံနေတယ်မနေ့ကဆိုရင်ဘုံအလုံး90လောက်ကျဲချခဲ့တယ်လို့ချင်းပြီကောင်စီကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိန်းကပြောပါတယ်စစ်ကောင်စီဘက်ကဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်များကို MI70 ရဟတ်ရင်များနဲ့အမြန်တဲဆောင်သွားခဲ့ကြောင်းလည်းသိရပါတယ်စစ်ကြောင်းတက်မှာဖကုတ် PDF ចောင်းသားတက်မတော့ ABSDF ခရိုင် PDF တက်ရင်များပကဖာများကလေး Revolution Force Ranger ကလေး Defense Force Your Defense Force အပါဝင်မဟာမိတ်တပ်ပေါင်းများပါဝင် တိုက်ခိုက်နေပြီးစစ်ကြောင်းနှစ်မှာတော့ကလေး Revolution Force ချင်း National Defense Force PDF ဇိုလန်စတဲ့မိဖက်အဖွဲ့များနဲ့ပူးပေါင်းလှုပ်ရှားလျက်ရှိပါတယ်စစ်ကောင်စီဘက်ကနိုဝင်ဘာ18ရက်မှာ Fighter Jet နဲ့ဘုံ၈လုံး Y12 နဲ့ဘုံ150ကျော် နိုဝင်ဘာ19မှာဖိုက်တာဂျက်နဲ့တကြိမ်နိုဝင်ဘာ22ရက်မှာဝိုင်းတွဲနဲ့ဘုံ60ကျော်နဲ့ဖိုက်တာဂျက်နှစ်ကြိမ်အုံပြုပြီးလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သေးကြောင်းချင်းပြည်ကောင်စီကထုတ်ဖော်ပြောဆိုထားပါတယ်။သူတို့ဘက်ကလေရင်အဆက်မတန်တုံးနေပေမဲ့ကျွန်တော်တို့ဘက်ကအထီးခိုက်အနေဆုံးဖြစ်အောင် ခုခံခါခွဲနေရတယ်။ရှေ့တန်းမှာလိုအပ်ချက်တွေရှိပေမဲ့ပြည်သူလူထုနဲ့ပူးပေါင်းပြီးနီလန်းပေါင်းစုံနဲ့ကြော်လွှားနိုင်အောင်စူးစမ်းဆောင်ရွက်နေပါတယ်လို့ နိုင်ကျော်ကိန်းကဆက်လက်ပြောကြားပါရရှင်